အစနဲ့အဆုံးရှိတဲ့အတွက်ကြောင့်အစလည်းရှိတယ်အဆုံးလည်းရှိတယ်ဒါကတော့နှစ်မျိုးကြည့်ဘယ်ဟာဖြစ်ဖြစ်အစရှိတယ်အဲဒီရှင်းမှာရှိတဲ့ပန်းသူပွင့်လာတဲ့အစရှိဒါဆိုရင်ဒီအရင်တောင်မရှိဘူးလူတယောက်မွေးဖွားလာတယ်ဆိုရင်အဲသူမွေးဖွားလာပြီးစဖြစ်လာပြီပေါ့ဒါဆိုရင်ဒီအရင်ကသူမရှိဘူးအခုမှသူရှိလာတာဒါလည်းမမြဲခြင်းသဘောပဲအရင်ကမရှိဘူးအဆုံးကတော့ခုနနဲ့တူတယ်ဒီနေ့တော့လည်းဆုံးသွားတယ် အရာဝတ္ထုတစ်ခုကလောကမှာရှိတဲ့ဘယ်အရာပဲဖြစ်ဖြစ်အစရှိတယ်။စဖြစ်လာတာရှိတယ်။အဆုံးပြတ်သွားတာရှိတယ်။အမြဲတမ်းကြီးတည်ပြီးတော့နေတာတော့ဘာမှမရှိဘူး။အစကိုကြည့်အဆုံးကိုကြည့်ပြီးတော့အနေဆာမမြဲခြင်းသဘောရှိတယ်။ဒီလိုရှိသွားတယ်။အဲ့လိုရှိရင် အရာကိုတမ္မာဒိဋ္ဌိမှန်ကန်တဲ့ဉာဏ်အမြင်လို့ခေါ်တယ်။တမ္မာတင်ကပ္ပအမှန်ကန်တဲ့အတွေ့ပဲ။ဒီလိုလုံနေတဲ့ကြိုးစားမှုကတမ္မာဝါယာမပေါ့။ တမ္မဝါယမမှန်ကန်တဲ့အာထုံမှုတခြားတခြားအာထုံမှုတွေရှိတယ်တခြားတခြားစီးပွားရှာတယ်ပညာရေးရှာတယ်ဒါလည်းပဲအာထုံမှုပါပဲဒီအာထုံမှုကြတော့တမ္မဝါယမလို့တော့ဒီလိုထီအောင်မပြောဘူးဘာလို့လဲတော့တန္တရာလွံ့မြောက်သွားစေနိုင်တဲ့အမတန်မြင့်မြတ်တဲ့လုံမျိုးတော့မဟုတ်ဘူးသို့တော့ဒီတွေးခေါ်မှုမျိုးကတော့အဲဒုက္ခတွေအလုံးရပ်သွားနိုင်လို့မြတ်စွာဘုရားရှင်ရဲ့တရားမှာတော့တမ္မဝါယမမှန်ကန်တဲ့အာထုံမှု အလိုအောင်မင်းမှတ်ရနေခြင်းဒီမှန်ကန်နဲ့အောင်မင်းမှတ်ရမှုဒီလိုပေါ့စိတ်ကိုအဲ့ဒီမှာအလိုထားခြင်းဒီတာမှန်ကန်နဲ့တမာဒီဓမ္မတမာဒီဒီလိုမဂ်ကင်ရှင်းပါဒီလိုဖြစ်မှာပေါ့နော်အဲ့ဒီမဂ်ကင်ရှင်းပါဒါကိုတဏ္ဏမှာဖြစ်တယ်အလိုတွေးတိုင်းတွေးတိုင်းအရိယာကဘယ်ကိုရောက်စီလဲဆိုရင်အဲမဉ္ဉံဖူဉ္ဉံကိုရောက်စီတယ်မဉ္ဉံဖူဉ္ဉံနဲ့ငါနိဗ္ဗာန်ကိုအာယုံယူတယ်နိဗ္ဗာန်ကြတော့အဲ့လိုမဟုတ်တော့အစမရှိဘူးအဆုံးလဲ မရှိဘူးသူကြတော့မြဲတယ်ပေါ့နိဗ္ဗာန်မြဲတယ်အဲ့တော့မဉ္ဇဉ်ဖုန်ညာနဲ့နိဗ္ဗာန်ကိုအာရုံယူနိုင်ပြီဆိုသူကမြဲတဲ့တရားပေါ်မှာမိတည်သွားပြီအဲ့ဒါကြတော့ချမ်းသာတယ်တန္တရာလွတ်ကြောင်းဖြစ်တယ်မြဲတဲ့တရားဒါဆိုရင်ဒီဘက်ကဒုက္ခဆိုတာပိုထင်ရှားသွားတယ်မြင်လိုက်ပြီဆိုရင်ဒါကြောင့်နေဆာနေဆာလည်းလို့ရှိသွားတယ်အဲ့လိုရှူတိုင်းဟာဒါမှန်ကန်တဲ့အတွေ့